ါအခုမိတ်ဆွေကိုပြောပြမှာကဒီ internet download manager license version ကို free သုံးမှာပဲဖြစ်ပါနော်တသက်သာ free သုံးမှာပဲဖြစ်ပါတယ်ဤဒီ internet download manager ကိုဘာဖြစ်လို့ကွန်ပျူတာတမားတွေကအရန်ကြိုက်ရကြိုက်ရတာလဲဆိုတော့ဒီ download manager နဲ့ download ဆွဲမိဆိုရင်တာမန် browser တည်းရမှာတော့တွားပြီးတော့ download ဆွဲလို့ရှိရင်နှေးပါတယ်နော်ကျွန်တော်တို့လိုတဲ့ပန်းနံကိုမရောက်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ဒီ internet download manager ကိုတုံ့ပြန်အဖြစ် တာမန်ပေါက်စားတွေထဲကဆွဲတာတဲ့၅စားလောက်ပုံမြင်တယ်နော်ဒါကြောင့်မြန်မာနိုင်ငံသားတွေကများတော့အပြည့် internet download manager ကိုအသုံးပြုတာများတယ်ပေါ့နော်ဒီ internet download manager ကိုကွန်ပျူတာထဲမှာဘယ်လိုထည့်သွင်းပြီးမှအသုံးပြုရမလဲ extension ကိုဘယ်လိုထည့်သွင်းရမလဲဆိုတာကိုပြောပြပေးမှဖြစ်ပါတယ်နော်ဒါကြောင့်မလို့မိတ်ဆွေဒီ download manager ကို download ဆွဲခြင်းနဲ့ဆိုရင်အောက်မှာ link လေးချထားပေးမှပဲဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဒီ video လေးကိုအစားဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်နော် ကဲပတ်ကြည့်အောင်နော်အတူတူကျွန်တော်က download ဆွဲပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မြေဆွေတူကို download ဆွဲပုံဆွဲနည်းတွေမပြောက်တော့ဘူးနော် explore explorer file နဲ့ဝင်လိုက်မယ်နော်အဲ file နဲ့ရောက်တာနဲ့ဒီမှာကျွန်တော်ဆွဲထားတဲ့ download လေးရှိပါတယ်နော်ဒီကောင်ကိုဒီ wav file တွေကိုမဖြည့်ခင်မှာကျွန်တော်တို့တွေက virus virus protest တွေကိုလည်းကျွန်တော်တို့အကုန်ပိတ်ထားမှာဖြစ်ပါတယ်နော်ဒီနေရာနှိပ်မယ်နော်နှိပ်ပြန်နေကျွန်တော်ဒီနေရာရောက်လာပြီဆိုရင်ဒီနေရာနှိပ်မယ်နော်ဒီနေရာနှိပ်ပြန်နေမနှိပ်စတင်လေးကိုပြန်ဝင်မယ်နော်ကျွန်တော်တို့တွေကဓာတ်တွေအကုန်လုံးပိတ်ထားပြန်မှာပဲဖြစ်ပါတယ်နော် ့မရပါဘူးနော်။ on ထားလို့မရပါဘူးဒါလို့ဆိုလုံလောက်ပါပြီနော်။ပြန်ထွက်လိုက်မယ်နော်။ဒီ bar file လေးကိုဖြည့်မှာပဲဖြစ်ပါတယ်နော်။ break တွေ့ခေါက်မယ်။အဲ့ဒါ delete လို့ကြာလိုက်ပြီဆိုဒီမှာနော်။ဒီညောင်းနေမယ်နော်။ okay ဒီမျိုးလေးကြာလိုက်မယ်နော်။နောက်တစ်နေ့ချက်ပြန်ခေါက်မယ်နော်။အဲ့ဒီမျိုးလေးကြာလိုက်မယ်နော်။အဲ့ဒီမျိုးလေးကြာလိုက်ပြီဆိုရင်ဒီကောင် work တွေ့ခေါက်မယ်နော်။အဲ့ဒီကောင်နဲ့ run ပြရမယ်နော်။ okay ဘာမှမဖြစ်နော်ဒီလိုမျိုးကြာလာလည်းဘာမှမဖြစ်နော်ဒီနေရာနှိပ်မယ်နော် run any run anyway ဆိုတဲ့နေရာကိုတစ်ချက်ပြန်နှိပ်မယ်နော်အဲဒီလိုမျိုးလေးကြာလာမယ်နော်အဲဒီလိုမျိုးလေးကြာလိုက်ရင် okay နှိပ်လိုက်မယ်နော် okay ဒီမှာ next ကိုဆက်နှိပ်မယ်နော် okay make sure အဲ make sure ကြိုက်တဲ့ bar ကိုယူပေးပါနော်အဲကျွန်တော်အင်္ဂလိပ်ကိုပဲယူပေးလိုက်မယ်နော် okay next ကိုဆက်နှိပ်မယ်နော် install လုပ်မယ်နော် okay okay ဆက်နှိပ်မယ်နော် okay ဒီလိုမျိုးလေးကြာလိုက်လို့ရှိရင် cancel လုပ်လိုက်ပါနော် အဲပြီးွားရနဲ့မိတ်ဆွေကဒီ file လေးတုံးခုကိုမိတ်ဆွေ copy ကူးလိုက်မယ်နော် copy ကူးမယ် copy ကူးပြီးရနဲ့ copy ကူးပြီးရနဲ့မိတ်ဆွေဒီကောင်ပြန်ထွက်လိုက်မယ်နော်ထွက်ပြီးရနဲ့ဒီကောင် record ခောက်မယ်နော် record ခောက်ပြီးရနဲ့ open file location ကိုဝင်မယ်နော်အဲဝင်ပြီးရနဲ့ဒီညမှာခုန copy ကူးထားတဲ့ file ကို paste ထားမှာပဲဖြစ်ပါရနော် control ရဲ့ဒီအနှိမ့်လိုက်မယ်နော် game view လေးကြာလာမယ် continue နှိမ့်လိုက်မယ်နော် continue ဆက်နှိမ့်မယ်နော် okay ဒီလိုမျိုးဖြစ်သွားရင်ရပါပြီနော် ကဲတုံးလို့တုံးလို့ရလားမရလားတွားပြီးမှကြည့်ကြည့်မယ်နော်ဘာသာတစ်ခုတည်းကိုပြန်ဝင်လိုက်မယ်နော် chrome ဘာသာတည်းကိုဝင်လိုက်မယ်နော်အဲ chrome ဘာသာတည်းရောက်တာနဲ့ဒီလား extension ဒီလားပေါ်လာပါပြီနော်အဲဒီကလေးမစ်ဆွေဒီဒီလိုမျိုး extension မပေါ်ဘူးဆိုရင်မစ်ဆွေကဘာမှပူစရာမလိုဘူးနော်အဲဘယ်လိုဆက်လုပ်မလဲပြောပြပေးမယ်နော်ဒီနေ့မှ internet download manager ဆိုရိုက်ထည့်လိုက်ပါနော်တွေ့လားကြလားနော် internet download manager extension ဆိုပြီးကြလားနော်ဒီနေ့တော့တစ်ချက်နေမယ်နော်အဲဒီနေ့တော့တစ်ချက်နေပြရတဲ့ဒီမှာတော့ IDM เนาะ extension เนาะဒီနောက်ဆက်နှိပ်မယ်เนาะဒီကဒီမျိုးလေးကြက်လာမယ် extension လုံးမှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာဒီကောင်နှိပ်လိုက်မယ်เนาะ gas ကိုနှိပ်လိုက်မယ်เนาะ extension ကိုနှိပ်လိုက်မယ်เนาะအဲနှိပ်လိုက်ပြန်တယ်ဒီမျိုးဖြစ်သွားပြီเนาะဒါဆိုရင်အဆင်ပြေသွားပြီเนาะ miss ရဒီ extension file ကိုအမြဲတမ်းပေးပို့ခြင်းလို့ရှိရင်ဒီမှာ pin လေးတက်ထားပြရမှာဖြစ်ပါเนาะ pin တက်လိုက်တာနဲ့တို့လား extension file ကပေါ်သွားပြီဖြစ်ပါတယ်เนาะကဲဒါဆိုရင်ဒီ extension file ပေါ်ပြီဆိုရင် download တစ်ခုခုဆွဲကြည့်မယ်เนาะ browser တစ်ခုတည်းဝင်လိုက်မယ်เนาะကဲ get into pc software တွေအမှတော့ download တကူဆွဲပြမှာဖြစ်ပါတယ်နော်အခုကြွက်တဲ့ဟာကို download ဆွဲလို့ရပါတယ်နော်ဆွဲကြည့်မယ်နော် download ဆွဲလို့ရလားမရလား internet download manager တုံးလို့ရလားမရလားစမ်းကြည့်မယ်နော်ဒီကောင်လေးကိုဆွဲပြမယ်နော်ဒါတန်နီကထွက်သွားတဲ့ software လေးတကူပြတယ်အဲ့ကောင်လေးကိုနမူနာဆွဲပြမယ်နော်ဒီပေါ်ဆွဲတင်မယ်နော်ဒီမှာနော် download ရလားမရလားဆွဲပြတာပဲဖြစ်ပါတယ်နော်ဒီဒီမှာတွားတော့တွားနေရသေးလား internet download manager နဲ့ဆွဲလို့ရလားမရလားကြာခြင်းပဲဖြစ်ပါတယ်နော်ကဲဒီမှာเนาะကြာလာပြီเนาะပေါက်လေးကြာလာပြီเนาะဒါ internet download manager ရဲ့ style လေးပေါ့เนาะ ကျလိုက်ပြီနော်။အိုးကစ်ကတော့အရင်ပဲ3ကစ်တောင်ကျော်ရယ်နော်။ဆွဲလို့ရလားမရလားဆွဲကြည့်မယ်နော်။အိုးဒီမတွေ့ဆွဲလို့ရတယ်လား။ဒါမိတ်ဆွေတို့ဒါဒေါင်းလောက်ဆွဲလို့ရလားမရလားဆွဲပြတာပဲဖြစ်ပါရယ်နော်။ပြန်ဖြတ်လိုက်မယ်နော်။ကဲအစိုးရကြီးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။